年路里向别人做 UAB。UAB with you on your journey of life。ကရင်ပြည်နယ်ဝင်းကြီးချုပ်ဒေါ်နန်းခင်ထွေးမြဟာဒီကနေ့ဇူလိုင်လ14ရက်နေ့မနက်ပိုင်းကရေမတော်တဆမှုဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ကရင်ပြည်နယ်အစိုးရဖွဲ့ထံကနေသိရှိရပါတယ်။ အဲ့ဒီရင်မတော်တဆမှုကြောင့်ခြေထောက်ထိခိုက်သွားတဲ့ဝင်းကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကိုဒီကနေ့မှပဲဖမ်းအပြည့်သူစေးုံကနေရန်ကုန်ပြည်သူစေးုံကြီးကိုပို့ဆောင်ကူတာမယ်လို့ကခင်ပြည်နယ်စီမံကိန်းဗန္နာရေးနဲ့စီပင်တာယာဝင်းကြီးဦးတန်းနိုင်ကပြောပါတယ်။မနေ့ခရနိုင်ကတောင်လေးဆရာတော်ရဲ့ဝင်းနေပဲနဲ့တော့ဓာတ်ပုံပဲရှိတယ်။တောင်လေးကိုသူရင်တန်းနဲ့သွားတာပေါ့။သူအစွာဖွဲ့ဝင်ဝင်းကြီးရဲ့ထွတ်တော်ရဲ့ဝင်းကျုပ်ရဲ့ ဒီနေ့နဲ့သွားတာဒီနေ့နဲ့သွားတော့ဒီ9နိုင်မှာထွက်တယ်9နိုင်ရှင်မြင့်မှာအဲ့ဒီကောက်ကွေးရှိလဲရောက်ဘူးဟိုဦးဦးရဲ့ကားအရှိကကားတစ်စီးရဒီဘက်ကလမ်းပြူတကယ်မဲ့သူ့သူ့အလိုလိုခိုးဆင်းသွားတာကြည့်တစ်ပင်ကိုတိုက်တယ်ဆိုတော့ဦးကဆင်းတဲ့ခါကျတော့ဒီချောင်းကြောင်းဒီချောင်းတွေ့တယ်နောက်တော့ဦးဆင်းလာတော့တိုက်တော့ပြုတ်တာနော်အခုဆစ်ဆေးတာလည်းတိုက်တော့ပြုတ်တာမှန်တယ်အဲ့တော့ဒီ driver နဲ့ CSO နှစ်ပွင့်နဲ့တယောက်နဲ့ အမနဲ့တော့ရှိတယ်။သူတို့နဲ့တော့ရှိတာ။ဒရိုင်ဘာရောဟိုဟောဒီအိတ်ကြီးကပွင့်တယ်။ပြန်တော့အမအနောက်မှာထိုင်တော့ထိုင်ကအနောက်ဆွေးတဲ့ခါကျတော့အမခြေတော့ထိတာ။အမခြေတော့ထိတော့ဘူး။သူတို့ကိုချီပြီးတော့ချက်ချင်းပဲဆေးုံခွာတယ်။ချက်ချင်းပဲဆရာဝန်ကြီးတွေပါလေအကုန်လုံးရောက်လာပြီးတော့ချက်ချင်းလုပ်ပြီးတယ်။တမန်တိုက်တယ်။ကိုလုံးရိုက်တယ်စီစီကဲဆွဲတယ်။ကိုလုံးကောင်းတယ်ဒီဘယ်ဘက်ခြေတော့သူတို့ခြေတော့အယိုးကြီးနဲ့အသေးနှချောင်းပါလေ။ဒီလိုကြည့်တော့ဒီလိုမချောင်းလို့ဒဲ့ကျူတယ်။ တဲ့ကျိုးတာပါရှင်မတော်ဆဖြစ်ပွားပြီးနောက်ထိခိုက်တန်ရသွားတဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုဖမ်းပြီးသူစေယုံကိုပို့ဆောင်ကုသထားတာဖြစ်ပြီးကျမ်းမာရေးဝန်ကြီးဌာနနဲ့ညွှန်ကြားချက်နဲ့ဒီကနေ့နေ့လယ်ပိုင်းမှာရန်ကုန်ပြည်သူစေယုံကိုလွှဲပြောင်းကုသမှာဖြစ်တယ်လို့ပြည်နယ်ဝန်ကြီးဦးတန်းနိုင်ကဆိုပါတယ်။ ရင်းမတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်ထိခိုက်ဒဏ်ရာရရှိသွားတဲ့ကရင်ပြည်နယ်ဝင်ကြီးချုပ်ကိုဖမ်းပြည်သူစေယုံကိုပို့ဆောင်ကုသထားတာဖြစ်ပြီးကျမ်းမာရေးဝင်ကြီးဌာနနဲ့ညွှန်ကြားချက်နဲ့ဒီကနေ့နေ့လယ်ပိုင်းမှာရန်ကုန်ပြည်သူစေယုံကို လွှဲပြောင်းကုသမှာဖြစ်တယ်လို့ပြည်နယ်ဝင်ကြီးဦးတန်နိုင်ကဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း AOD တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးမန်းကျော်နီလိုက်ပါလာတဲ့မော်တော်ယာဉ်ဟာရင်းမတော်တဆမှုဖြစ်ပွားခဲ့ပြီးရန်ကုန်ပြည်သူစေယုံကြီးမှာဝင်ကြီးချုပ်ဦးမန်းကျော်နီစီကူတမှုခံယူခဲ့ရပါတယ်။